အဲ့တော့မေတ္တာတရားဆိုတာဘေးတပေါင်းတတော်ကောင်းတို့အလုံးပို့နေကြတာပါပဲမေတ္တာဆိုတာဘာလဲတတ္တဝါတို့ရဲ့ကောင်းကျိုးချမ်းသာကိုလိုလားတဲ့စိတ်ပေါ့ငါသည်ဘေးရန်ကင်းကျင်တယ်ငါသည်ကျမ်းမာရေးကောင်းကျင်တယ်ငါသည်နှလုံးစိမ်ဝမ်းငြိမ်းချမ်းကျင်တယ်အဲ့ဒါလိုပဲတခြားသောတတ္တဝါတွေလည်းဘေးရန်ကင်းကျင်ကြလိမ့်မယ်ကျမ်းမာရေးကောင်းကျင်ကြလိမ့်မယ်နှလုံးစိမ်ဝမ်းငြိမ်းချမ်းကျင်ကြလိမ့်မယ်လို့ တတ္တဝါတွေရဲ့အပေါ်မှာကိုယ်နဲ့နှိုင်းစာပြီးတော့အဲ့ဒီတတ္တဝါတွေလိုလားတောင်းတနေတဲ့ကောင်းကျိုးနဲ့ချမ်းသာ ရသွားကြပါစေလို့စိတ်ထဲကမြှုပ်ပေးနေတယ်ဆိုရင်အဲ့ဒါကိုမေတ္တာအဲ့ဒီလိုမကြခဏအဲ့ဒီစိတ်ကလေးဖြစ်အောင်ကြိုးစားရနော်ဒီစိတ်ကလေးကိုမေတ္တာတိတိမမပွားနေတဲ့အချိန်မျိုးမှာဆိုရင်တော့စင်စစ်မပြတ်ဖြစ်နေအောင်ကြိုးစားရမှာပေါ့တတ္တဝါတွေဒီပင်လျင်မေတ္တာဖြစ်ဖို့အတွက်အာယုံဖြစ်သွားတယ် ခတ္တကဒကာမတို့ဦးဇင်းတို့တွေကတတ္တဝါတွေကိုမေတ္တာအာယုံအနေနဲ့မထားနိုင်မဲနဲ့များသောအားဖြင့်တော့ဒေါသအာယုံထားတာမှန်ကတော့ဒီတတ္တဝါတွေကြောင့်ကိုယ်မှာမေတ္တာလည်းဖြစ်နိုင်တယ်သို့မဟုတ်မကျင့်ဘူးဆိုရင်တော့ဒေါသလည်းဖြစ်နိုင်တယ်ဒီတတ္တဝါအာယုံကိုပဲတတ္တဝါဒီဟူသောအာယုံကိုပဲအာယုံပြုတ်ပြီးတော့ဒေါသဆိုတာလည်းဖြစ်ကြတာများတယ်မို့လားဒေါသဖြစ်စေအာယုံတွေကတော့အများကြီးပါပဲကိုယ့်ရဲ့အနာရောဂါတွေကိုကိုယ့်ရဲ့အဆင်မပြေမှုတွေကို ဒါတွေကိုတွေးပြီးတော့လဲဒီအာယုန်တွေကြောင့်ဒေါသဖြစ်နိုင်တယ်လို့များသောအားဖြင့်တော့မကြည်မနက်ဒေါသဖြစ်ရတယ်ဆိုတာကသက်ရှိလူသားတွေဒီဟူသောအာယုန်ကိုအာယုန်ပြုတ်ပြီးတော့ဒေါသဖြစ်ကြတာခုမေတ္တာဆိုတာကတော့မေတ္တာဖြစ်ဖို့အတွက်အာယုန်ကတခြားသွားရှာရတာလားမဟုတ်ဘူးဘဇူးဒီပင်လေမေတ္တာရဲ့အာယုန်ဖြစ်နေတော့သတ္တဝါဒီဒီပင်လေနော်သတ္တပညာပေါ်ဒီသတ္တဝါဒီဟူသောပညာဒီပင်လေဒါမေတ္တာရဲ့အာယုန်ဖြစ်နေတယ်အဲ့တော့ဒီသတ္တဝါတွေကိုအာယုန်ပြုတ်ပြီးတော့ တတဝါတွေလိုလားတောင်းတတဲ့ကောင်းကျိုးနဲ့ချမ်းသာရသွားကြပါစေဆိုလို့ရှိရင်ဒါမေတ္တာမဖြစ်ဘူးလားအဲ့ဒီမေတ္တာကိုဒကာဓမ္မတို့ဦးဇင်းတို့အပန်းဝအောင်ရင့်ကျက်အောင် လိမ္မာကျွမ်းကျင်အောင်ကြိုးစားမယ်ဆိုလို့ရှိရင်ဒေါသဖြစ်เสียရတုံယုံတန်ယုံကိစ္စနဲ့ကြုံရင်တောင်ဒေါသဟာမဖြစ်ဘဲရှိနေတတ်တယ်ဟုတ်လားဒါကဟိုရည်များရည်နိုင်မိများမိနိုင်သဘောပဲ ကိုကတစ်ခနဲ့ရှိရင်အမြဲတမ်းစိတ်တူနေတဲ့သဘောနည်းနည်းလေးပြောတာတော့အများကြီးစိတ်တူနေတဲ့သဘောတွေပဲအလေးအကျင့်များနေမယ်ဆိုရင်တော့အဲ့ဒီအလေးအကျင့်ကပဲကိုယ့်ကိုနိုင်သွားပြီးတော့စိတ်တူစရာနည်းနည်းမတွေ့လိုက်နဲ့အရန်သင်ပဲခလုတ်နှိပ်လိုက်တာလည်းတောင်လွယ်မယ်ထင်တယ်နော်ဒေါသဖြစ်ဖို့ရာကဟုတ်ရဲ့လားအကုန်လုံးပြင်ပြီးသားဆင်ပြီးသားပေါ့ဗျာဟုတ်လားနော်အကုန်လုံးပြင်ပြီးသားဆင်ပြီးသားနည်းနည်းလေးလာပြောလိုက်တာနဲ့ဘယ်အချိန်ကိုကစိတ်တူသွားမှတောင် မတိလိုက်အောင်မြန်တယ်အဲ့ဒီအလုပ်ကိုအဲ့တလောက်ပိုင်နေနိုင်နေကျွမ်းကျင်နေပေါ့ဖြစ်နေတာကအဲ့လိုဖြစ်နေတာအဲ့လိုဖြစ်ရမှာမဟုတ်ဘူးမေတ္တာကိုပိုင်အောင် နိုင်အောင်ဒါကြောင့်မြတ်စွာဘုရားကမေတ္တာကိုယာနိကတာအယံသက်စနှိုးထားတဲ့ယင်တစည်းလို့ပိုင်အောင်ကျင့်ရမ